အဲဒီရောက်နေနေရကအဲမဟုတ်လမ်းမကြီးကွာသေးနာမှာပေါ့ဘူးညိုကနာညိုအီဝိုင်းကဲစားတော့မယ်ရှက်ကင်စားမှာပဲလို့စားဘူးလားရှက်ကင်ခါကြီးတော့မစားဘူးအချင်းကိုလေးဒီလိုလောင်းချပလိုက်မယ်နော်အဲသူကတော့ကုန်းဝါးရဲ့အိမ်ပါလေ မင်္ဂလာပါရှင်စမ်းကြောင်းမှုသေးသေးကနေအလုံးကိုကျူးလို့ပါရဲ့လို့အဲကျွန်ရောက်နေနေရကအဲမဟုတ်လမ်းမကြီးကွာသေးနောက်မှာပေါ့ရန်ကုန်မှာဆိုလို့ရှိရင်ဒီလိုမျိုး street food တွေစီတဲ့မြို့နယ်တွေရှိတယ်အဲ့နေရာကြီးထဲမှာစမ်းကြောင်းကထိတ်ဆုံးကတခုအပါဝင်ပါခံကျွန်တို့ဒီလိုစမ်းကြောင်းမှာမုတ်သွားလဲပြီးတော့စားလိုက်ကြအောင်ခံကျွန်တို့ NC ကဒီလိုမျိုးရိုက်ကူးရေးလေးတွေရိုက်ပေးနေအဓိကရည်ရွယ်ချက်ကတော့ street food ဆိုင်လေးတွေအားလုံးကိုရောင်းအားပို့ပြီးတော့တိုးပွားလာစေဖို့အတွက်ရည်ရွယ်ပါတယ် ဒီမှာကသူကညာဘက်ရောက်လာလေးလေးပို့ပြီးတော့စိုင်နေစုံပြီးတော့စီလာလေးလေးပဲထင်တယ်ခိုင်ကျွန်တော်လာညနေပိုင်းဆိုတော့စစီကာစအချိန်ပေါ့နော်တွေ့ရပြီတွေ့ရပြီတွေ့ရပြီရှစ်ဒီမှာကျဲဒါမှရက်လိုက်တော့မယ်နော်တီထမင်းတုပ်ပြီးစိန်ပန်းတုပ်ပစုံွက်ကြော်တော့တဲ့ဘာစားကျင်လဲခိုင်ကျွန်တော်ပစုံွက်ကြော်တုံးလေးစားကျင်လိုက်တာဘလို့ရောင်းလဲဒီမှာတခုကိုနှစ်ထောင်နဲ့ဒါလေးကိုစားကျင်နေတယ်စစားလိုက်တော့မယ်နော်ပစုံွက်ကြော်တုံးလေးစားပါဦးရှစ် ဒီဟုတ်ကရနေဟုတ်ကောင်းတယ်အဲဒါမဲ့ဒီလိုပေါ့နော်ဘလို့ဘလို့လူမျိုးတွေကြိုက်မလဲဆိုတော့သူကနည်းနည်းအလေးတိုက်တဲ့သူတွေပိုကြိုက်နေမယ်အရင်အပေါ့တိုက်တဲ့သူကကြိုက်မှာမဟုတ်ဘူးခင်ကျော်တော့အလေးကြိုက်တဲ့သူတွေမှာပါတယ်အဲ့တော့စားလို့ရတာလေကျွတ်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 လေးနဲ့ပြီးတော့အချင်းချင်းလေးရွှဲနေအောင်လေအဲ့အရသာလေးကိုခန်းစားရလိမ့်မယ်ကောင်းပြီကဲဒီမှာတော့ဒါလေးနဲ့ခဏရက်မယ်ဆက်သွားအောင်ပါအများကြီးပဲဒီမှာအဝါရီဝယ်လို့ရရတော့ အဲလက်ဖက်တို့ဘာတို့အစာပလာလေးတွေဝယ်လို့ရတယ်တော့လာလာအိရှင်မလေးဆိုရင်ဆက်စုကျင်စရာလေးဈေးတန်းလေးပေါ့နော်အမပဇွန်ကြောက်တွေလည်းရောင်းတယ်ဩဇွန်ကြောက်တွေလက်ဖက်နဲ့ပတ်သက်တဲ့အစာပလာတွေနောက်ပြီးဒါပါလေးကြီးလည်းအော်အသားလူကြော်ရဲအဲ့တော့ဒီအားတော့ပေါ့နော်လုံးဝမုံစင်းရမ်းလေးလိုဖြစ်နေတဲ့အတွက်အရှင်မကြီးဆိုဈေးဝယ်ထွက်လို့ရမယ်။အိုးဒီမှာအချောက်ချမ်းလေးတွေလက်ဖက်တွေအကုန်ရှိရဲ။ကျေးဇူးပါနော်။မဝရဒီလူကြီးလား။အမှန်ပြောတာဆက်စားနိုင်လေးရဲ့။ နည်း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 လေးနေနဲ့စားသွားမယ်ပေါ့ဒီမှာဘာပဲတီးရောဘာလို့တောက်လို့ရတယ်။အကင်စားခြင်းလားအကင်ကြီးအများကြီးပါပဲ။အခုအကင်ကြီးစွတ်စွတ်ပါဝင်တဲ့မျိုးလောက်ရှိလေဒီမှာ။အကင်ကြီးအများကြီးပဲ။အမျိုးစားပေါင်းပြော။30ကျော်လောက်ရှိရဲ့။ဒီမှာအကင်ကြီးစားလို့ရမယ်။နောက်ပြီးမာလာရှန်ကောမောက်ချိုက်စားခြင်းလား။အေးငါဘာစားအောင်မသိဘူးတို့ကပဲ။ဟာကျော်ဘာစားအောင်မသိဘူးရေးပေးကြအောင်။ဟဲတွေ့ပါပြီ။ဒါလေးစမယ်။ဥမဒါကလေဘယ်လိုပုံစံလေးလုပ်ထားတာလဲ။ဥမလေး ကြီးမားတယ်။အိုးတခုဘယ်လောက်လဲမ။အဲတထောင်မိုး၈ခုပါတယ်။တထောင်မိုး၈ခု။အိုးဆိုတထောင်မိုး၈ခုရမယ်။ကဲအဲ့ဒါဆိုရင်တထောင်မိုးပေးပါမ။အချုပ်ကလေးကမကြီးကြီး။ကဲစားမယ်နော်။မြူသီးလေးတွေပါတယ်လက်ကတွန့်တယ်။အဆက်ကြောက်တယ်လေ။စားပါဦးရှင့်။မဆက်ဘူးဒါပေမဲ့မအီတော့ဘူးပေါ့ခင်းချင်းလေးလေးပါတယ် ။နောက်ပြီးတော့သူ့ရဲ့ဟိုကီမာအရသာလေးဆိုတော့အီယာမျိုးတော့မရှိတော့ဘူးပေါ့နော်။ကီမာစားပါအောင်။အခုလောလောဆယ်ရေစားနေပြီ။စားရတာတွေများတော့လေရေနေနေစားရဲအဲ့တော့အေးဆိုင်ရှာမယ်လေနော်။ကြာလာကြာလာအတန်ကတော့ဆွဲဆောင်နေပြီတော့ကြည်ချူချူအေးလေးတစ်ခွက်လောက်ဒီလိုကြံချောင်းရနေဒီလိုဖြစ်သွားခဲ့ပါပြီကြည်ရေးလေး အတန်လေးနားထောင်ကြည့်လိုက်ပါဘာဝကျင်ရေချိုချိုအေးလေးရေတန်းရေခဲနဲ့ရပါပြီဆရာခိုင်းချိုကြောင့်ကြာမလို့တဘာဝကျင်ရေချိုချိုအေးလေးနော်ဒီမှာရသွားပြီလို့ EY ကဲစတော့မယ်။အော်ဒီနားမှာခိုင်းချိုစာနေဆိုင်ထွက်ခဲ့ပြီ။ဒီဆိုင်သူကတဝဲစားစာလို့ပြောတယ်ပေါ့နော်။ဒါကလေတဝဲဘာမုံလို့ခေါ်မလဲ။တဝဲမုတ်ဖတ်တာ။တဝဲမုတ်ဖတ်တာ။အေးဟုတ်တယ်မိနေပါဆက်ပြား။အော်မုတ်ခွတ်တာ။ တော့ဝဲမုတ်ဖတ်တာ။အခွက်ကလေးနဲ့မို့လို့။ဟောတော်ပြီ။အစ်စ်မြင်တော့အဟောင်းခဏမေးလိုက်မယ်။နော်။ခဏလောရတယ်တမဆောင်းမယ်။တခုဘလောက်လဲ။တော့တပွဲကို1500 6ချမ်းပါတယ်။အော်တပွဲကို1500နဲ့6ချမ်းဆိုတော့ဝပါတယ်အဲ့ဒါဆိုရင်တော့အဲ့ဆို1500တပွဲလား။ပူပူချင်းစားလို့မရသေးဘူးဒါအချောက်ကလေးပေါ့နော်။အဆက်ဘုတ်ကနှစ်ခုစားကြည့်လိုက်အောင်ပါ။စမ်းလားမကြည့်နော်စမ်းမစမ်းတော့မသိဘူး။အုံးလို့လေအီအီလေးပြီးတော့မုတ်အသားလေးလေးအီအီလေး ။ဇက်ထဲမှာအရေးပြောသွားသလိုပဲ။ကဲအဲ့ဒါဆိုရင်စားပြီးသားပါပြီ။ဒဝဲပါ။မုံခွတ်မိသွားပြန်ပြီနမေ။နမေကလည်းအမြင်မိရဲ့။မုံခွတ်တာဒဝဲမုံခွတ်တာတဲ့။ကဲစားပြီးသားပြီ။ ာမလားအဲ့တော့ဒုထိုးဆိုင်ထဲမှာနေရာဝင်ဥထားတာပါဒုထိုးစားပါတော့မယ်လို့ဒုထိုးကြီးစားပါအောင်ဒီမှာလေဒုထိုးကခိုင်းဆိုဖြတ်သွားတော့ကြိလိုက်တဲ့အချိန်မှာဒီဘန်းလေးကိုမြင်လိုက်တော့ဟဲဘာလေးလဲမသိဘူးဆိုပြီးတော့အတင်းဝင်လာတာအဲ့ဘာလေးလဲဆိုတော့ခုနကကြုံမေးထားရဲ့စူးပုံနဲ့ကြက်ဥနဲ့နော်စူးပုံနဲ့ကြက်ဥနဲ့တဲ့အဲ့တချောင်းဘယ်လောက်လဲတချောင်း300ပါတချောင်း300သူကဈေးတူတူတွေပဲလားမတူတူနေပါဘာမတူလားဒါလေးတရား800ငုံ800ဒါ800တဲ့ငုံကငုံက800လား ငုံ800ဒါလေးတရာ300ကျန်တာလေးက300ပဲလေကဲအဲ့တော့ဒါလေးစဆွဲပြီအချင်းကောင်းတယ်အချင်းတော်ကောင်းဒါလေးစမယ်ခုနကလေးကအဲ့ဒါကိုစားခြင်းနေရကျုပ်ဦးလေးနဲ့စုပုပ်ဦးလေးအဲ့လိုတော့ခုနဲ့တစ်ခါမှမစားဘူးကျုပ်ဦးစုပုပ်ဦးတို့တို့ဆိုင်နေရဲ့အဓိကအသက်ကခိုင်းလို့ထင်တာတော့အချင်းဖြစ်မယ် အချင်းကောင်းမှာဒုတ်ထိုးတို့စားတဲ့ခါမှာအရမ်းမိုက်သူကအချင်းအရမ်းမိုက်တယ်နောက်တစ်ခုတန်ရှင်းမှုကလည်းအရေးကြီးရယ်အမှန်ကြီးကတော့တက်တက်ရက်လေးပဲလောက်တာကဲအဲ့တော့ပြေးပါပြီပြန်ဆင်းရအောင်မင်းမိခင်ဟိုးကားကြီးများကြီးပဲဒီလမ်းอ่ะဒီကတော်တော်စီရကားကြီးလည်းအင်းများတယ်ခိုင်သူစားမယ့်နေရာနောက်တစ်နေရာရပြီဒီမှာလေညမကြီးရဲ့နေရာလေးခိုင်သူလိုက်ကြည့်ရပါတော့ကြည့်ရခါမှာနောက်ဒဝဲစားစားပြီးပြုတ်ပြီးဒီကမှလေဒဝဲစားစားရင်ညားရယ်နော် အခုတွေ့ရတဲ့ဆိုင်ကဒီမှာပါ ကွာစေးရတဝဲမုတ်လက်တော့ဆိုင်နဲ့ဒီမှာစားမယ်လို့အိုးဖိုက်တယ်နော်စီသားလေးတွေကဒါတော့ဘလို့ခေါ်လဲနေပါအောင်ဒါဒါဘလို့ဘလို့ခေါ်တာလဲရင်ရှက်ရှက်ရှက်ချင်မုတ်ဒီတော့ဆိုတာဒါကိုတော့ထားရလားမသိဘူးဟဲ့အဲ့ဒါစားချင်တယ်တော့ဩကုံဝိုင်းလားဟဲ့ရှက်ချင်မုတ်ဒီတော့ကုံဝိုင်းလားဟဲ့နောက်ကြောက်ဝိုင်းငါတော့ဒါပဲစားလိုက်တော့မယ်အမရှက်နဲ့ဂုံးနဲ့ဘာကွာလဲမစားဘူးတာပူချိုးတာ အောဘူးချူရတဲ့အဲ့ဒါဆိုအဲ့ဒါလေးစားကြည့်မယ်လေမုန့်တီကိုခင်ဆိုရိုးရိုးမုန့်တီပဲစားဘူးကတဝဲမုန့်တီမစားဘူးသေးဘူးအဲ့ဒါလေးပါတဝဲပေါ့ငါ့ဟုတ်တော့ကတက်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 ဝဲမှာငါ့ဟုတ်တော့တက်တက်တဝဲမုန့်တီနောက်ပြီးလို့ရှင်ဟိုဟာလေး၃၃ချောင်းဟာရှက်ရှက်၃ချောင်းအကျိုးဆက်စားတော့မယ်ဒါအောင်လေးအကျိုးဆိုင်မှာတိစားမိထားတာဒဝဲသူတို့ကဒဝဲမုတ်လက်တုတ်လို့လဲခေါ်တယ်တဲ့ရန်ကုန်မှာကျတော့မုတ်တီလို့ပါဆိုင်အရေနဲ့သူကမုတ်လက်တုတ်ကိုသူကဒဝဲအဲ့လိုဒဝဲမုတ်လက်တုတ်ဆိုလို့ရှိရင်ဒီလိုအရေလေးနဲ့စားကြတာတဲ့အော်နာမည်ကသူကအတုတ်ပါနေတာအတုတ်လိုပုံစံမျိုးတော့မဟုတ်ဘူးเนาะအာနောက်ထပ်နှစ်မျိုးထပ်လာပြီ โอ้ဒါကရှက်ဟိုပါเนาะရှက်กินရှက်กินအဲ့ဒါနာမည်ပတ်သက်ပြားမိမိဒါက ng ဥတုတတိထားမိရတကူကလေပဲမင်ပေါက်လေးတော်တော်သုံးတယ်เนาะစားရတော့ဘယ်လိုလဲဆိုတော့ကြီးလေးရကြတော့ချင်းချင်းလေး green ရှင်းွားရဲ့အရာသားမျိုးချင်းချင်းလေးနဲ့သူသူဒီ၅ဥအရာသားလေးလည်းပါတာပေါ့၅ဥကကြတော့စားရတဲ့ခါမှာဖောက်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 နဲ့အရမ်းမိုက်တယ်အရာသား၅ဥတော့လေးစားပါအောင်လူနေမလဲမသိဘူးနော်အော်ဒီမှာလည်းမုန်းကျွတ်ပါတယ်ဆိုတော့မုန်းကျွတ်တွေတုံးတယ်နောက်ပြီးလို့ရှင့် အဲဒီဒီပြောင်းဗာလဲပန်းပင်ပေါက်လေးသုံးနေချင်းချင်းဆက်ဆက်အတုပ်လေးပေါ့နော်အရင်တော့လည်းမဆက်ပါဘူးငါ့အူလေးကအစိမ့်လေးဒီနှစ်ခုလုံးကအဲ့အီအစိမ့်မကြိုက်တဲ့သူတွေအတွက်ဆိုရင်တော်တော်ကြိုက်လိမ့်မယ်တော့ချင်းချင်းဆက်ဆက် green ရှင်းသွားစေမယ်အရသာလေးသွားထားတာပေါ့နော်ရှက်ကင်စားမှာပဲလို့စားဘူးလားရှက်ကင်ခါကျော်တော့မစားဘူးအချင်းကိုလေးဒီလိုလောင်းချပလိုက်မယ်နော်အဲသူဟောကုန်းတော့ကုန်းသွားရဲ့အဲ့မှာ ဘလို့ကွာွားလဲဆိုတော့အသားအီအီလေးဟိုဂုံးဂုံးစားရမှာဂုံးနဲ့နည်းနည်းလေး type တူရဲမှာဂုံးကကြာထွတ်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 နေဖြစ်တယ်နည်းနည်းပုံမာပဲတော့ပုံပြော့ပုံအီရဲဆန်းချောင်းဒီလမ်းနဲ့လာမယ်ဆိုလို့ရှိရင်ဒီရှက်ကင်လေးတွေစားကြည့်ပါဆိုစားလို့ကောင်းတယ်ပုံပြော့အီအီလေးတွေဖြစ်တယ်ခေစားပြီးတော့ရင်လက်ထက်မှာတော့မုံကနဲနေတယ်။ဘိုက်ထက်မှာတော့မုံနေရများနေပြီတလား။ဒါပေမဲ့ဒီနေ့ခိုင်းကျိုးဝင်မစားပြည့်တဲ့မုံဆိုင်လေးလည်းရှိရအများကြီးပဲ ဲ့တော့ခင်ဗျားတို့ဒီအစီအစဉ်လေးကတော့ Street Food ဆိုင်လေးပို့ပြီးတော့ရောင်းအားတွေတိုးလာစေဖို့အတွက်ရည်ရွယ်ပြီးတော့ရိုက်ကူးပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့စားသောက်မယ့်စားသောက်တွေထဲမှာခင်ဗျားတို့အကြိုက်ဆုံးတွေလည်းရှိရဲတချို့အားလေးကြတော့ခင်ဗျားတို့ပုံမှန်ကြိုက်တာလေးလည်းရှိရဲပေါ့နော်တယောက်နဲ့တယောက်ကအကြိုက်တာလည်းမတူတာဖြစ်တဲ့အတွက်လာပြီးတော့မျိုးစုံပေါ့နော်အစားအစာတွေမျှဆန့်ကြည့်ပါလို့ပြောရင်းနဲ့ခင်ဗျားတို့ဒီအစီအစဉ်ကလေးနှုတ်ဆက်လိုက်ပါတယ်တလန်းလုံးဝဈေးဆိုင်လေးအားလုံးပို့ပြီးတော့ရောင်းကောင်းကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်တတား